မင်္ဂလာပါ electronic ကနေကြိုဆိုပါရစေဒီနေ့မှာတော့မြန်မာပြည်က risk ကထားလို့နှစ်သက်တဲ့လူတော်များများအပေါ်နေကြတဲ့ South Asia မှာကျင်းပကြတဲ့ India Festival ငောင်းအကြောင်းကျွန်တော်ပြောပြပေးပါမယ် November နဲ့ December က South Asia အတွက်ပွင့်လင်းရာသီဖြစ်တော့ India Festival ကတော်တော်များကျင်းပကြတဲ့နိုင်ငံတော်တော်များများအရင်တော့ကျွန်တော်တို့နိုင်ငံမှာဆိုရင်လေဒီအသည်ဆိုရင် international artist တွေနဲ့သူထံကအပြရေးတဲ့ကျန်းတဲ့ပွဲတွေရှိတယ်။အဲ့ဒါတော့တကယ်ကိုယ်တိုင် error တွေပေါ့ဗျာ။ထားပါတော့ ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲ festival တခုကိုတွားဖို့ချင်းခဲ့ပြီဆိုရင်အဲ့ဘွဲ theme တွေ vibe တွေပြီးတော့ artist lineup တွေကိုကျွန်တော်တို့တည်ထောင်လို့ပါတယ်ကျွန်တော်ပြောတာကိုနောက်ဆုံးပြင်တော့ဘယ်ဘွဲအကူနဲ့တင့်တော်မလဲဆိုတဲ့ idea တခုခုကြားတော်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီဘွဲချင်းစီကိုကျွန်တော် breakdown လုပ်ပြီးတော့တက်တော့ပါမယ်အမှန်ဆုံးပြောချင်တာကကျွန်တော်တို့မြန်မာပြည်အတွက်အများဆုံးဖြစ်တဲ့ဘန်ကောက်က8 rate festival နဲ့ နီယွန်ကောင်တောင်ဖက်စတီဗယ်အကြောင်းဖြစ်ပါတယ်။ဒီလိုဤဖက်စတီဗယ်ကိုဒီဇင်ဘာ5 6ကုန်ဆိုပြီးတော့၃ရက်ကြာသွားမယ်။ stage ကနှစ်ခုရှိမယ်။ main stage မှာတော့ main thing artist တွေအပြင်နောက်ထပ် side stage တစ်ခုမှာလောလောဆယ်အထိတော့ကျွန်တော် music အသားပေးလို့ record လုပ်ရဖြစ်တဲ့ drum ကုတ်ကို stage တစ်ခုပါနေနဲ့ကျင်းပထားတယ်။နီယွန်ကောင်တောင်ဖက်စတီဗယ်ကိုတော့ဒီဇင်ဘာ30 31ဆိုပြီးတော့နှစ်ရက်ကြာသွားမှာဖြစ်ပါတယ်။သူကတော့ stage ကတော့တစ်ခုပဲဖြစ်နေတာ။ကျွန်တော်တို့ artist တွေရဲ့ပွဲရဲ့ theme ကိုတင်တော့ပြီးတော့ကြီးနိုင်ကြအောင်ဗျာ။ကျွန်တော်ဒီ video လုပ်နေတဲ့အချိန်အထိတော့အဲ့လိုကြီး line up ကိုဒီလိုမျိုးကြီးနိုင်ထားပါတယ်။ အမရှာလော့ဂျွန်ဒေါ်လာမက်ဒစ်သူတို့၃ယောက်ကတော့တော်တော်များများတည်ထားပြီးသား artist တွေဖြစ်နေကြ။အဲ့တော့ music တွေအနေနဲ့ဆိုရင် acid deck ပါမယ်။ဂျွန်ဒေါ်လာက house print နဲ့မက်ဒစ်ကတော့ acid နဲ့ iron deck ဖွင့်နေကြ။ခေါ်ထားတဲ့ line up တွေကိုခြုံကြည့်ရမယ်ဆိုရင်တော့အဲ့လိုရင် vibe and theme ကတော့လက်ရှိ trending ဖြစ်နေတဲ့ house and techno ကိုဦးစားပေးထားတာကိုသိတာ။အခု mention ထားတဲ့ artist ၃ယောက်အပြင်နောက်ထပ်ကျွန်တော် personally အရာတစ်ခုတည်းရကြီးတဲ့ artist ကိုရွေးပါဆိုရင်တော့ ကျွန်တော် Hunter နဲ့ Speed 92ကိုတော့ကျွန်တော်ရေးခြင်းတယ် Hunter ရဲ့ house တွေကတော့ပေါ်လေးကိုအောင်စီဖြစ်ပြီးတော့မိုက်တယ်လို့ပြောလို့ရတယ်။ Neon ကောင်းကောင်းမှဆိုရင်တော့ Alexo, Cashmere, Nicki Romeo, Adelia Lens, Papa Dio ပါမယ်။ဆိုတော့သူကကြာလုံးဝ main scene bike ကိုတွားထားတယ်ဗျာ။သူရဲ့အပြင်စင်ကလည်း Neon light တွေနဲ့ New Year ဖြစ်တဲ့အတွက် Fireworks တွေပေါ့မယ်။လက်ရှိ trendy ဖြစ်နေတဲ့ music vibe ကိုခံစားခြင်းနဲ့ဆိုရင်တော့ Aero ကိုတွားတဲ့ main stream music တွေကိုနားထောင်မယ်။ Firework တွေနဲ့ပြောခြင်းနဲ့ဆိုရင်တော့ Neon ကိုတွားမယ်။ နောက်ထပ် festival တစ်ခုကတော့ Wonder Fruit Festival ကျွန်တော်ကတော့အဲ့ဘယ်ကိုတိတ်ပြီးတော့သွားလို့မရှိဘူးပြီးတော့မြန်မာနိုင်ငံဆိုတော်တော်များများလည်းသွားတာတော့တိတ်မတွေ့ရဘူးသူကကြတော့ music နဲ့ mainstream နဲ့ trend တွေဆိုတာအထက်ကိုပါမယ် culture psychedelic အကြောင်းကြီး national နေနဲ့ပတ်သက်တဲ့အရာတွေအဲ့လိုတွေကိုလေးလာရင်အနေနဲ့သွားကြတယ်ဆိုရင်တော့ဒီဇင်ဘာ17ရက်နေ့ကနေပြီးတော့19ရက်နေ့ထိ9ရက်တိတိကို Awakening Festival ဖြစ်နေတာ နောက်တစ်ခုကတော့ဘန်ကောက်မှာပမာအောင်ဆုံးကျင်းပမယ် Crimson Asia ဆိုတဲ့ပွဲဖြစ်တယ်။ Crimson ကကျွန်တော်တို့နိုင်ငံမှာ2019လောကကျင်းပခဲ့ပိုးပြီးသားဖြစ်တယ်။တကယ်ကို Golden Era မှာဒီ Crimson ဆိုတာလာခဲ့ပြီးသားကြီးလား။အဲ့တော့အခုဘန်ကောက်မှာသူရဲ့ပမာအောင်ဆုံးလည်းဖြစ်တယ် Life Nation ကလုပ်တဲ့ International Brand လေးဖြစ်တော့ Share ဂျုံးနဲ့နေတာမှရှိရလို့တော့ကျွန်တော်ယူဆတယ်။လက်ရှိကြေညာထားတာကိုပဲ Stage က၄ခု Stage Takeover အနေနဲ့ Buffen B ဝင် Record လေးဖြစ်တဲ့ Anjuna Deep နဲ့ Anjuna Peak ဆိုပြီးတော့ပါမယ်။ပြီးတော့ Malu ရဲ့ Attitude ပါမယ်။ ဒီဇင်ဘာ23ရက်နေ့ကျင်းပမှာဖြစ်ပြီးတော့ artist ကအယောက်40ကျော်ပါမှာမဲတာတော့မဟုတ် Skrill နဲ့ Steve Angelo နဲ့ Saudi Asia မှာလောကကြီးရခဲ့တဲ့ Kevin Harris အဲ့တော့အောင်တဲ့တွေကိုကန်နေပြီဗျပြီးတော့ Deep မှာ Deep ဆိုတဲ့ music တွေကိုနားထောင်ကျင်တဲ့သူတွေအတွက်လည်း Angela Deep ဆိုပြီးတော့ရှိနေတယ် Crunchy Asia ကတော့ဒီကို Saudi Asia မှာကြီးရမြင်ရခဲ့တဲ့ music vibe ကိုပေးထားတာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ DWP သူကအရင်ဂျာကာတာမှာလက်မှတ်ကနေပြီးတော့ဒီနေ့ပိုင်းမှာတော့ဘာလီကိုပြောင်းပြီးလောက်တာလေဒါဒီစီပါ7နဲ့73 74ဆိုပြီး3ရက်ကျင်းပါမယ် artist တွေကတော့ graffiti asia နဲ့နည်းနည်းတူတယ်ရက်ကလည်းတွားတူပြီးတော့ graffiti asia artist တွေနဲ့လည်းတွားတူနေတယ်ပေါ့ big name တွေအပြင်တခြားကြည့်ကြတဲ့လူတွေကိုရွေးပါဆိုရင်တော့ကျွန်တော်ဆိုရင် who care ကိုကြည့်မယ်ငါကက progressive house ပေါ်မှာတိုက်တဲ့သူတွေအတွက်တော့ definition b2b netis and chatgo b2b ဖတ်ပတ်ဒီအဲ့ဒီ၃ဖွဲ့ b2b တီးထားတဲ့ဟာကြည့်ကိုကြည့်ရမယ် line up ဖြစ်နေတာအရင်ကတော့ဒီ b2b က saudi asia ရဲ့ biggest festival ဆိုပြီးတော့ ပြောထားတယ်ဒါပေမဲ့အခုကတော့ဘန်ကောက်မှာကလည်း EDC လို့ Queen Fee လို့လုပ်နေပြီဆိုတော့ Ticket Festival လို့ပြောတာထက် One of Them လို့ပဲပြောရမယ်လို့တော့ကျွန်တော်ယူဆတယ်အဲ့တော့ Festival တွေကတော့သူ့ထားတဲ့သူရှိရတာအဲ Festival ဆိုတာတွေကလည်း Modern Jazz Music ပါသူတို့ပွဲတပွဲကပေးတဲ့ vibe တွေကတစ်ခုနဲ့တစ်ခုမတူကြဘူးအဲ့တော့ဘယ် vibe ကကိုယ်နဲ့တိုက်မလဲဆိုတာကို Artist Lineup အနေနဲ့ရောပွဲရပေးခြင်းနဲ့ Theme အနေနဲ့ရောကြည့်ပြီးတော့ ရင်းချရမှာဖြစ်ပါတယ်။အဲ့တော့ဘောလာတွေအနေနဲ့ဘယ်ပွဲကိုတွားကြမလဲ။ပြီးတော့ဘာကြည့်လို့အဲ့ပွဲကိုတွားရလဲဆိုတာကိုကွန်မန့်မှာဆွေးနွေးသွားပါအောင်။အဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။